အမလလီကတ်ကစားနေစဉ်ကာလအတွင်းလက်ရွေးစင်ပွဲဝင်လာတာကြောင့်အုပ်စုတတရပွဲနဲ့နောက်ဆုံးပွဲကြမှာရှနာချိန်ကြာမြင့်ခဲ့လို့အသင်းကိုပြင်ဆင်ရမှာခက်ခဲခဲ့တယ်လို့ရခိုင်ယူနိုက်တက်အသင်းရဲ့ပေါ်တူဂီလူမျိုးနီးပြပေါ်လူဒါဆေဘာကပြောပါတယ်။မြန်မာကစားသမားတွေကပွဲများများကစားဖို့လိုအပ်ပြီးဒီနှစ်မှာဒဂျော့စနစ်နဲ့ကစားတာကိုလည်းသူ့အနေနဲ့မကြိုက်ဘူးလို့ဆိုပြီးမနစ်ကပြိုင်ပွဲပုံစံကိုပိုသဘောကျကြောင်းမှတ်ချက်ပေးပါတယ်။ I think he's a long stopper. but for me it's good because i arrived now so i have time to to training at least but i think ဒါကတော်တော်ကြာရရနာမှုလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့အသင်းကို လေ့ကျင့်ချိန်တော့ပိုရခဲ့ပါတယ်ဒါပေမဲ့ဒီပြိုင်ပွဲပုံစံကိုပွဲတွေပို့ပြီးကစားစေတာမျိုးဖြစ်စေချင်ပါတယ်အားကြောင့်လဲဆိုတော့မြန်မာကစားသမားတွေကပုံစံကောင်းရဖို့ပွဲများများကစားရဖို့လိုပါတယ် ဒီကိရယာဒီကနှစ်ချော့စနစ်နဲ့နှစ်ပွဲစီကစားရတဲ့ပုံစံကဒီနှစ်ထက်ပိုကောင်းတယ်လို့ကျွန်တော်ထင်တယ်။အခုတပွဲချင်းစီကစားနေရတာကတခုခုမားနေသလိုပဲ။ဖွဲ့ချုပ်အနေနဲ့လည်းဖွဲ့စည်းများခြင်းနဲ့ပေါင်းပြီးပြိုင်ပွဲတစ်ခုကျင်းပရတာမလွယ်ဘူးဆိုတာကိုနားလည်ပါတယ်။ကျွန်တော်ကတော့ပြီးခဲ့တဲ့ရာသီကနှစ်ချော့စနစ်နဲ့ကစားခဲ့ရတဲ့ပြိုင်ပွဲပုံစံကိုပို့ချိုက်ပါတယ်။ပေါ်လိုဒါစီပါဟာရခိုင်ယူနိုက်တက်အသင်းနဲ့ MLS လိဂ်အတွက်သာကာလာတိုအစားချုပ်ထုတ်ဆိုတာပါပဲ။ သူ့အနေနဲ့ကတော့စာချုပ်တက်တန်းတို့ကိုတဆင့်ညင်စဉ်းစားမယ်လို့ဆိုပါတယ်။ရခိုင် United အသင်းဟာ MLS League Cup မှာ Quarter Final တက်ရောက်ထားနိုင်ပြီး Quarter Final မှာ AR United နဲ့ယင်ဆိုင်ရမှာပါ။